ယေရှုခရစ်တော်နဲ့တွေ့ကျင်တဲ့သူတွေဘယ်လိုလုပ်အောင်လဲဒါအောင်မပြောခင်မှာကျွန်တော်ရှင်လူကာခန်းကြီး16ထဲကနေပြီးတော့မှဗာဇာခဲဆိုရဲအခွန်ခံလူတယောက်အကြောင်းကိုကျွန်တော်ပြပြခြင်းတယ်သူကတကယ်ကိုမှမကောင်းတဲ့သူတယောက်သူ့အကြောင်းကိုကျွန်တော်ပြပြခြင်းတယ်သူ့ရဲ့မြို့ကိုယေရီခေါမြို့ကိုယေရှုကသွားတဲ့အခါမှာဒီတကယ်ကိုမှမကောင်းဘူးလို့လူတွေကပြောခံထားရတဲ့ ဇာခဲဆိုရဲသူကတော့ဘာလုပ်လဲဆိုတော့ယေရှုတွေ့ကျင်တဲ့အခါမှာတဲ့သူကထွက်ကြည့်တော့ယေရှုလာတယ်ဆိုတော့အကုန်လုံးအတိအမှအုံချက်ချက်ဖြစ်နေတဲ့အချိန်မှာသူကမတွေ့ရအောင်သူကလည်းအရက်လေပူတယ်လို့ကျမ်းစာပြောတယ်အဲ့တော့အဲ့မှာသူကဘာလုပ်လဲဆိုတော့တဖမ်းပင်ပုံသူကတက်ကြည့်ရတယ်ယေရှုကဘယ်လိုမျိုးလဲဆိုတော့သူအရင်တွေ့ကျင်တဲ့အခါမှာသူသူ့ရဲ့ပုံမှန်အရက်ကတော့သူမမြင်အောင်ပုံမှန်အရက်နဲ့အဲ့တော့သူမမြင်ရဘူးဆိုပြီးတော့မှ ။အော် glob လေးပါပဲဆိုသူမထားလိုက်သူကဘာလုပ်လဲဆိုတော့တပန်းပင်ပေါ့တစ်ပင်ပေါ့သူတက်ကြည့်တယ်။အဲ့ဒီအချိန်မှာယေရှုကဒီလူတွေအများကြီးထဲမှာမှသူ့စီကိုရောက်လာပြီးတော့မှစားခဲ့တဲ့မင်းဆင်းလာခဲ့တဲ့ဒီညငါမင်းအိမ်မှာတဲခုမယ်ယေရှုအလိုပြောတယ်အဲ့ထဲမှာကျွန်တော်ပါအောင်တွေ့နိုင်လဲဆိုတော့ကျွန်တော်တို့အသက်တာအแทမှာယေရှုတွေ့ဘူးခြင်းတယ်လို့ပြောတဲ့သူတွေရှိတယ်ချို့တွေဆိုရင်ခရိယန်ဖြစ်တယ်ဒါပေမဲ့ယေရှုမသိတဲ့သူတွေယေရှုနဲ့တခါမတွေ့ဘူးဖခင်မျက်မှောက်တော်မခံစားရဘူးတဲ့သူတွေအများကြီးရှိတယ်ခရိယန်ဖြစ်ခြင်းတဲ့ကျွန်တော်ဖခင်မျက်မှောက်တော်နဲ့ တွေ့ခြင်းကိုရကျင်တဲ့သူတွေဘုရားမျက်မှောက်တော်နဲ့တွေ့မှကျွန်တော်ကပြောင်းလဲမှဖြစ်တယ်ကျွန်တော်ဇာခဲတတ်တာကိုကျွန်တော်ကြည့်ဖို့လိုတယ်ပလီရှုကသူ့မျိုးကိုလာတဲ့အခါမှာဒီတိုင်းလေးပဲထွက်ချီလိုက်ရင်တော့သူအရက်ပူတာဖြစ်တဲ့အတွက်သူငြင်းငြင်းရလိုက်မှာမဟုတ်ယေရှုသူဒီတိုင်းလေးထွက်ချီတဲ့အခါမှာမမြင်ရတော့သူကဒီလောက်လေးပဲနည်းနည်းလေးပဲမြင်ရတာလောက်ကိုသူအားမရအောင် ယေရှုဟိုပြည့်မလားတဝက်လောက်ပဲမြင်ရတာ तू အားရတဲ့ပုံမပေါ်အဲ့တော့ तू တေချာမြင်ရအောင်လို့ तू တစ်ပင်ပေါ်တက်ကြည့်တဲ့အခါမှာယေရှုကိုတေချာမြင်ရတာလည်းမဟုတ်ပဲနဲ့ယေရှုကသူ့အိမ်မှာလာပြီးတဲခိုမယ်ဆိုပြီးတော့မှပြောတာကိုပါ तू ခံရတယ်ယေရှုကလာပြီးစကားပြောခြင်းမှ तू ခံရတော့သူဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေအသက်တာဖခင်နဲ့တွေ့ခြင်းနဲ့ဆိုရုံလောက်လေးပဲနှကမ်းပြားလေးကပြောတာမဟုတ်ပဲနဲ့ကျွန်တော်တို့နှလုံးသားထဲက ခရစ်တော်ကိုယေရှုကိုတကယ်တွေ့ခြင်းနဲ့ဖခင်နဲ့နှစ်ဖူးတွေ့ဒူးတွေ့ကျွန်တော်တွေ့ခြင်းပါတယ်ဆိုတဲ့နှလုံးသားနဲ့ဇက်ခဲလိုမျိုးပုံမှန်လောက်လေးပဲထွက်ကြည့်တာမဟုတ်ကြုံလို့ထွက်ကြည့်ရမို့ကိုရဲ့နှလုံးသားထဲကစာငတ်ချင်းနဲ့မမြင်မြင်အောင်ကြည့်မယ်ကွာယေရှုငါတေချာမြင်အောင်ကြည့်မယ်ကွာဆိုတော့နှလုံးသားနဲ့ ကြည့်တဲ့ဇာခဲကိုယေရှုက ကိုယ်တိုင်လာ တွေ့ပြီးတော့မှသူ့အိမ်မှာတဲခိုတော့စကားပြောတော့ဖျားဖြစ်တယ်။သူတဲခိုတဲ့အခါမှာကျွန်တော်စက်ကြီးအဲ့ရှင်လူကခန်းကြီးစကိုးတဲ့မှာစက်ကြီးတဲ့အခါမှာ သူ့အိမ်မှာကေတင်ချင်းမင်္ဂလာတက်ရောက်တယ်။ဖျားသခင်ရောက်လာတဲ့သူဖျားရဲ့မျက်မှောက်တော်ကိုခံစားရပူတဲ့လူရဲ့အသက်တာထဲမှာပြောင်းလဲခြင်းဖြစ်တယ်။ထူးခြားခြင်းတွေဖြစ်လာတယ်။ ကိုယ့်ရဲ့အသက်တာထဲမှာအရင်ကဘလောက်ပဲဆိုးခဲ့မိုက်ခဲ့အရင်ကကိုယ့်အသက်တာဘလောက်ပဲအမှောင်ထုထဲမှာပဲချီခဲ့ဘုရားသခင်ရောက်လာတဲ့အသက်တာတိချာကိုပြောင်းလဲတာဖြစ်တယ်ဘုရားသခင်ရောက်လာတဲ့အသက်တာဘုရားသခင်နဲ့တွေ့ဘူးတဲ့အသက်တာကတိချာပေါက်ပြောင်းလဲတာဖြစ်တယ်အော်တွေ့ချင်ပါတယ်ဆိုတော့နှကန်းပြားလောက်လေးနဲ့အပေါ်ရင်ပြောတာမဟုတ်ပဲကိုယ့်ရဲ့စိတ်နှလုံးသားထဲကစာငတ်ချင်းနဲ့ယေရှုကိုရှာတတ်ရင် ဘုရားသခင်ကသင်ကိုစကားလာပြောမယ်သင်အိမ်မှာတဲခိုမယ်သင်စီကိုတဲတဲမတ်မတ်လာမယ်ဘုရားဖြစ်တယ်ဆိုတော့ကျွန်တော်ပြပြခြင်းပါတယ်ယေရှုတမန်